မင်္ဂလာပါခလေးတို့ရေဒီဗီဒီယိုမှာတော့တကူးကစုံနေုံနဲ့ဝါဆိုလာတွေမှာပွင့်နေရသည့်ပန်းများအကြောင်းလေ့လာသွားကြမှာဖြစ်ပါတယ်မြမလာများရဲ့အလောက်ကို ပုံဖော်ပေးတဲ့ပန်းမျိုးမျိုးရှိကြပါတယ်တကူးလုံမှာတော့နှစ်တကူးရဲ့အလှတရားကိုစောင့်ခြင်းပေးတဲ့ပတောက်ပန်းများဝေဝေဆာဆာဖူးပွင့်ကြသလိုရာဒီပန်းဖြစ်တဲ့ကတ်ဘောပန်းများကလည်းလှပစွာပွင့်လန်းကြပါတယ် အစုံလောက်ကိုရောက်ရင်တော့ရွှေဝါရောင်အစင်းနဲ့လှပတဲ့သကောဝါပန်းများကလောကောက်ကိုအလှဆင်ကြပြီးနေုံလမှာတော့စပယ်ပန်းများကမွိပြန်တဲ့ရနံ့ကိုတည်ဆောင်လာကြပါတယ်ဝါဆူလာမှာဆိုရင်တော့ညလေးပန်းနဲ့အတူပုံညက်ပန်းတွေဟာအခိုင်လိုက်ဖူးပွင့်ကြပြီးမြမမိုးဦးကာလကိုကြိုဆိုကြပါတယ်။ကဲကလေးတို့ရေ အခုဆိုရင်မြန်မာလာတွေဖြစ်တဲ့တကူး၊ကစုံ၊နေုံနဲ့ဝါဆိုလာတွေမှာပွင့်လန်းတတ်တဲ့ယာတီပန်းများအကြောင်းကိုလေ့လာခဲ့ကြပြီးပြီနော်။နောက်ထပ်ဗီဒီယိုတွေမှာလည်းကြက်ရှိနေသေးတဲ့လာတွေရဲ့ယာတီပန်းများအကြောင်းကိုဆက်လက်လေ့လာသွားကြမယ်နော်။ကလေးတို့အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။